အားလုံးပဲမင်္ဂလာပါရှင်။မြစ်နာသတင်းချန်နယ်ရဲ့ရပလာ22ရက်နေ့ရေဒီယိုစီစဉ်သစ္စာပရောမှာဖြစ်ပါရယ်။မြစ်နာမြေဆုံတံပရီလမ်ပေါ်မှာရှိရတဲ့နောင်နန်းတိုင်းနေစီမိုင်းကျေးရွာအထက်တန်းချောင်းဝင်းအတွင်မှာဝင်ရောက်နေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေဟာတလားလောက်ကြာတဲ့အထိရွာအသွင်အနေပြန်လည်ထွက်ခွာသွားတာမရှိသေးပါဘူး။ရှမ်းမြောက်မူစီတီတာမှာရွှေသူပုံမှုကိုတာစီရင်ပြစ်ခတ်မှုကြောင့်အရက်သားတိုက်ဆုံခဲ့တဲ့ဖြစ်စဉ်အတွင်ဒေသခံတွေတောင်းဆိုကြတဲ့အချက်တချို့နဲ့ပတ်သက်ပြီး MNDAA ဘက်ကအကြောင်းပြန်လာတာမရှိသေးဘူးလို့ပြောပါရယ်။ တရွေးဝင်ရောက်ညီနိုင်မှုနဲ့လာရှုံမျိုးတွေကိုဒီကနေ့မနေ့ပိုင်းမှာဒါစင်နဲ့ချူတဲ့စက်ကောင်စီရင်သားတွေပြောင်းဝင်လာနေပြီလို့ဒေတာကနေစီအားသိရပါတယ်။စားတဲ့တဲ့တွေကိုသက်ဆက်ပြီးတော့မှာပါ။ကျမတို့အစီအစဉ်သက်ဆက်သူမင်းကြီးဖြစ်ပါတယ်။ကျော်ရဲ့ဝင်ရောက်ညီနိုင်မှုနဲ့လာရှုံမြို့တွေကိုဒီကနေ့မနေ့ပိုင်းမှာဒါစင်နဲ့ခြေရဲစစ်ကောင်စီရင်သားတွေပြောင်းဝင်လာနေပြီလို့ဒေသခံတွေစီကသိရပါတယ်။သူဆိုင်ကတိဆက်ပေးမှာပါ။ အဲ့ဒါလို့လာရှိုးမျိုးခြေကိုစစ်ကားတွေနဲ့ဝင်လာတဲ့အကြောင်းကိုလည်းစစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေကဖော်ပြထားကြပါတယ်။ဒေတာခန်တွေရဲ့ပြောဆိုချက်တွေ၊တပ်ပုံတွေ၊ဗီဒီယိုတွေအရာလာရှိုးမျိုးထဲမှာ MNDAA ရဲ့အလံတွေမရှိတော့ဘဲမြန်မာနိုင်ငံအလံတွေထောင်ထားတာကိုလည်းတွေ့ရပါတယ်။တရုတ်ကတော့တခြားနိုင်ငံတွေရဲ့ကိစ္စကိုကြားဝင်မနှောက်ယှက်တော့ဘူးလို့ဆက်တိုက်ပြောဆိုနေပါတယ်။ ဒါပေမဲ့တရုတ်ရဲ့အထူးတန်အမတ်တိန်ရှိကျွင်ဟာလာရှိုမြို့ကိုရောက်နေပြီးမနေ့ကတရုတ် MNDAA နဲ့စစ်ကောင်စီတို့တုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်စစ်ကောင်စီရဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်နဲ့ဌာနချုပ်အခြေစိုက်လာရှိုမြို့ကို2024ခုနှစ်အောက်တိုဘာ3ရက်နေ့မှာ MNDAA ကအပြစ်တပ်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီကတော့လာရှိုကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီနောက်တရုတ်ရဲ့ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနဲ့ကိုကောင်တပ်မတော် MNDAA တို့တွေ့ဆုံခဲ့ပြီး April 10မှာ MNDAA ကလာရှိုးမြို့ကနေဆုတ်ခွာရမယ်ဆိုတဲ့သတင်းတွေဒီနေ့စံပိုင်းကထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ပီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် မီချနာမင်းဆောင်ကြောင့်ပြည်လမ်းပေါ်မှာရှိတဲ့နောင်နန်းတိုက်နေစီမိုင်းကြီးဝအသက်တန်ကြောင်းဝင်အတွင်မှာဝင်ရောက်နေထိုင်နေတဲ့ဆေကောင်စီတပ်သားတွေဟာတလားလောက်ကြားရတဲ့အချိန်ရွာအသွင်းကနေပြန်လည်ချောက်ကသွားတော့မရှိသေးဘူးလို့သိရပါတယ်။ထရိုဆာအသိဆက်ပေးမှာပါ။ အထက်ပါစီကောင်စီတပ်သားတွေဟာမတ်လ22ရက်နေ့ကဝင်ရောက်လာခဲ့ကြတာဖြစ်ပြီးလက်ရှိအချိန်ဒီစစ်သား3-4ယောက်လောက်လက်မဘိုချက်ပြီးဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတွေကိုတားဆီးပြီးတော့ငွေကြေးကောက်ခံတာတွေနေတိုင်းပြုတ်လို့နေဆဲဖြစ်တယ်လို့မြချနာဒေတာခံပြည်သူတို့ကမြချနာသတင်းချန်နယ်ကိုပြောပြပါရယ်ဒါအပြင်မနေ့ကဧပြီလ23ရက်နေ့ကလည်းစင်မိုင်းကုန်းစင်း လမြန်ရွာစာတင်ကျောင်းရှိလမ်းတစ်ဖက်စီမှာစစ်ကောင်စီတပ်သားအချို့ဆောင်ချက်ပြီးဆိုင်ကယ်စည်းလာတဲ့လမ်းတော်လမ်းလာအလုံးကိုတားဆီးပြီးတော့ဆိုင်ကယ်ထိုင်ခေါ်ဖို့ဖိန့်စစ်တာတွေပြုတ်လို့ခေကြရလို့တည်ရပါတယ်။အထက်ပါမြချင်းနာဒေသခံရဲ့တမန်ပြပြချက်အရစီမံအထက်တန်းကျောင်းဝင်းအတွင်းစစ်ကောင်စီတပ်သားစေဝန်ဝင်ချက်လောက်ရှိနေနိုင်သေးတယ်လို့လည်းတည်ရပါတယ်။ ဂျေမန်ထက်တန်ကျောင်းဝင်းအနေကကာလမပေါ်စစ်ကောင်စီတပ်သားတွေနေစဉ်ပုံမှန်စောင့်ချက်လျက်ရှိနေပြီးဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတစ်စီးကို7လေးတောင်လောက်အောက်ခံနေတယ်လို့ကြားသိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်းစေမိုင်ကျေးရွာအတွင်းကအထက်တန်းစာတင်ကျောင်းကက်သလစ်ဘုရားကျောင်းဝင်းနဲ့ကျဲလက်စေပခါပြေကျုံပုံစုတောင်းတောင်းသွားလမ်းရက်ွက်ငါဘက်ကလူမရှိတဲ့နေအိမ်တွေမှာစစ်ကောင်စီတပ်သားတွေဝင်ရောက်နေထိုင်ခဲ့ပါတယ်။ဒါအပြင်ဇူလိုင်လနောက်ပိုင်းကနေစပြီး စင်ပိုင်ကျေးရွာအတွင်းစစ်ကောင်စီတပ်သားတွေမကြခနာစုတလို့တွာလာလှုပ်ရှားမှုရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။မြချနာပူတာကိုလွန်ပိုင်ကလက်လွတ်လက်ရတဲ့တပ်စခန်းတွေကိုပြန်လည်သိမ်းပိုင်မယ်လို့2024ခုနှစ်စက်တင်ဘာလကုန်ပိုင်းလောက်တရင်တွေစတင်ထွက်ပေါ်တဲ့နောက်ပိုင်းကနေလက်ရှိအခြေအထိမြချနာမြို့စုံလွန်ပဲစစ်ကောင်စီတပ်သားတွေလှုပ်ရှားတွာလာတာတွေမကြခနာစုတလို့ရှိနေဆဲဖြစ်တယ်လို့ထပ်မံသိရှိရပါတယ်။ ဖြစ်ခဲ့တဲ့2024ခုနှစ်မတ်လဒုတိယအပတ်လောက်ကနေစတင်တိုက်ခိုက်ခဲ့ရဲစံပရာဖုန်စစ်ကောင်စီခလာရ46ပြူဟာကုန်းကိုစစ်ကောင်စီဘက်ကအကုန်လောင်းကနေစစ်ကိုရာဖြစ်တင်တာရီတာမကလေကြောင်းလေးပါပြကိုမူကြကနေမေလ9ရက်နေ့မနက်ပိုင်း6နာရီကျော်လောက်မှာပချင်းတို့လည်းတမရောကျန်ရီကနေတင်ပိုင်နိုင်တော့ပါတရားစုချေရွာအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်း၃ခုကိုလည်းကရရဘက်က2024ခုနှစ်ဩဂုတ်လ၂ရက်နေ့မှာအပြီးသိမ်းပိုက်ချနိုင်တဲ့အခြေအနေလေးဖြစ်ပါတယ်။ ရှမ်းမြောင်မုံစီဒေတာမှာရွှေဒူဘုံမူသာစီရင်ပြစ်ခတ်မှုကြောင့်ယတားသိဆုံးခဲ့တဲ့ဖြစ်စဉ်အတွက်ဖြည့်ရှင်ပေးဖို့ဒေတာကနေတောင်းဆိုထားတဲ့အချက်တချို့နဲ့ပတ်သက်ပြီး MNDAA ဘက်ကအကြောင်းပြန်လာတာမရှိသေးဘူးလို့သိရပါတယ်။ကျွလွန်ကေတူတွေကိုအပြစ်ပေးအေးအေးမှုအပြင်သိဆုံးသွားသူတွေအတွက်ထိုက်တန်တဲ့တံပိုးပုံလက်ခါလေးပတ်သက်ပြီးတော့လက်ရှိအချိန်ထိအကြောင်းပြန်လာတာမရှိသေးဘူးလို့ဒေတာခန်သူကမချနာတဲ့တင်ကြောင်းကိုပြောပါတယ်။ ဖြစ်ပေးတာနဲ့ပတ်သက်ပြီးအကြောင်းကြားလာတာတော့မရှိသေးဘူးပြီးတော့ဘုန်းနတ်ခါတမိုးတွေကိုလည်းဘာမှမပြောလာသေးဘူးစေကုသစေကတော့ဒီနေ့မှမှကျွန်တော်တို့ကစေုံကဆင်းလို့ဘောက်ချစင်းတွေဒီနေ့ပို့မလို့ဒီတလောတော့တို့စီပို့ပေးနိုင်မှာပါ ထိခိုက်မှုကြောင့်ဆေးကုသမှုခံယူနေသူတွေအားလုံးဆေးရုံဆင်းမဖြစ်တာကြောင့်ကြားတဲ့နယ်ခုံကြဆေးတွေကိုလည်း MND ရဲ့ဘက်ပေးဖို့လှုံ့ဆော်နေတယ်လို့ဆိုပါရယ်ဖြစ်စဉ်ပြပွားပြီးတဲ့နောက်ပြခတ်မှုကြောင့်ဒေဆုံးသွားတဲ့ရတား6ဦးရဲ့ကုတွင်မြုံနှံမှုခုံကြဆေးကို MND ခရယယုံကတာဝန်ယူပေးခဲ့တယ်လို့တားမြစ်ချတဲ့နေရာမှာလည်းတောင်းတောင်ရွှေမတူဖို့သဘောတူပေးခဲ့တယ်လို့သိရပါရယ်အပြစ်ပေးအေးအေးယူမှုနဲ့ပတ်သက်ပြီးတော့လည်းအပြစ်ပေးမှုကိုအရသားတွေရှိမှဆောင်ရွက်ပေးဖို့နဲ့အရသားတွေတော်ရောက်နားတောင်းလို့ကြောင့်တင်ပြပြောဆိုထားရလို ုပ်သေးရပါတယ်။ရွှေမသူဘုတ်တမြင့်ချတဲ့နမလင်ခပဝင်ချင်းကရွှေမသူဘုတ်တမြင့်ချတဲ့နမလင်ခပဝင်ချင်းမှာကိုကန်တပတ်ကရွှေသူဘုတ်နေရာကြောင့်အနည်းနာအခြေဝါကော်မတီဝင်တွေမရှိတော့ငါရဲ့နေရာအတော်ရောက်တမြင့်ရာကနေအခြေတင်ဖြစ်ပေါ်ခဲ့ကြပြီးကိုကန်တပတ်ကတနက်ပြခတ်ခဲ့ရာကြောင့်ရတ္တာချက်ဦးတိတ်ဆုံးပြီးချက်ဦးတိကတ်တန်ရရှိခဲ့တာဖြစ်ပါတယ်။ တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြံမာရေးကိုကြိုးစားနိုင်မယ် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတွင်မက နောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြံမာရေးအတွက်အလွယ်တကူကြိုးစားနိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော်ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ၊ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲ ိမှတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှစ်လက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။ 3မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။၄။အိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသော အနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့် အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်။ရေတက်ပြေးဝအောင်အဟာရပြေးဝအောင်စားသောက်ဖို့လိုအပ်ပါတယ်။6ကိုလတ်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်တာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်လက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတချင်နာထောင်နာစာဖတ်တာ ပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာ အချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီး ည့်အတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ချနာသတင်းချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။